လောကဆိုတာသာဝရတာယာနေတာမဟုတ်ဘူးအဆိုးနဲ့တွေ့တဲ့အခါရှိတယ်။အောင်မြင်တဲ့အခါရှိတယ်လို့ကြာဆုံးတဲ့အခါရှိတယ်။ဘဝမှာလည်းနှုတ်ပြုတ်လန်းဆန်းတဲ့အချိန်ရှိတယ်လို့အိုမင်းရင်ရောသွားတဲ့အချိန်ရှိတယ်။ဥစ္စာရဏကြွယ်ဝချမ်းသာတဲ့အချိန်ရှိတယ်လို့ရှင်ရွယ်တည်သွားတဲ့အချိန်ကလည်းရှိတယ်။ 谁抢了国抢那的，就让他死的了。谁心眼子啊哩？别到哪里呢？就那这,、啊啊、这一班人西的。阿那啊，外边了，吃酒家的尿骚家的出来看死的了呗。俺、啊、老也，这都一管嘛，本、啊、来没有，该看的，今年有人死的。哪干嘞嘛？你这不顾人，不顾人哈！啊 လောကရဲ့တဘာဝလို့ဆိုရဲအကောင်အဆိုးလောကရာမျိုးနဲ့ကြုံတွေ့လာရမှာဖြစ်တယ်။အဲ့ဒီလိုကြုံတွေ့တဲ့အခါမှာစိတ်သက်တုံလို့ချောက်ချားမှုမရှိအောင်ကိုယ်စိတ်ကိုတည်ငြိမ်တိမတ်စွာထားနိုင်ခြင်းဟာလည်းပဲစတုထအနေနဲ့လောကအတွင်းနေတဲ့အခါမှာရှိတဲ့ရှိလိုက်တဲ့အရေးချင်းတစ်ခုဖြစ်တယ်။